ရှီယာလျက်စစ်ထုတ်လုပ်နိုင်ရေးအတွက်တမတ်ရှာဖွေထားတဲ့နေရာတွေမှာအနိုင်တမန်တွေကိုဖြစ်နိုင်သမျှအမြန်ဆုံးဆောင်ရွက်သွားကြဖို့နာဆကောက်ခထဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကညွှန်ကြားထားပါတယ်။မက်လ22ရက်နေ့က MICC2 မှာပြုလုပ်ခဲ့တဲ့ကမ္ဘာရေနေ2025အခမ်းအနားမှာအမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့၎င်းကအထက်ပါအတိုင်းပြောကြားခဲ့တာပါ။ အဓိကမြစ်တွေနဲ့၎င်းမြစ်တွေထဲစီးဝင်တဲ့မြစ်ချောင်းတွေဘေးဝဲရမှာတဘာဝပတ်ဝန်းကျင်ထိခိုက်စေတဲ့လုပ်ငန်းတွေကိုဒေသဆိုင်ရာအစိုးရအုပ်ချုပ်ရေးအဖွဲ့တွေကစက်မှတ်ဖို့လိုတယ်လို့ဆိုပါတယ်လက်ရှိ AR မြစ်အတွင်းမှာအနိုင်တမန်တွေတိစောက်ပြီးလျက်စစ်ထုတ်ယူနိုင်တဲ့နေရာ16ခုရှိကြောင်းလျက်စစ်နဲ့စွန့်ရင်ဖွံ့ဖြိုးရေးကော်မရှင်ကပြောကြားထားပါရယ်။အဲ့ဒီထဲကဦးစားပေး၄နေရာအနက်မှာအသင့်တော်ဆုံးတနေရာကို အကျိုးအပြစ်တွေနဲ့အတူပြန်လည်တင်ပြဖို့လမ်းညွှန်ထားလို့အမြန်ဆုံးအကောင့်ထပ်ဖို့တွားရမယ်လို့ဆိုပါရယ်။ နိုင်ငံတော်မှအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့ရေအားလျက်စစ်စီမံကိန်းများအကောင့်ထဲပေါ်ရမှာကန့်ကွက်မှုတွေရှိနေကြောင်းလဲနာဆကာဥက္ကဋ္ဌကမိတိလာခီးစင်မှာပြောကြားထားပါတယ်။ဒါကြောင့်အမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်ရတဲ့ဆိုလာစနစ်ကိုလည်းမိမိတို့အနေနဲ့အားပေးဆောင်ရွက်နေတယ်လို့ဆိုထားကြောင်းပါခင်ဗျာ။